ြစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Review Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်တင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း30နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ မိမဟူသည်များပေါ်၌အထင်မကြီးပဲခက်လဲလဲမိမများကိုသာတွေ့ဘူး၍ပုံပန်းချင်းလုံ၌အများအားဖြင့်အောင်မြင်ခဲ့သောယောက်ျားများကမူဝင်းကြီးဥလူမော်ကမသနံကိုသဘောယိုနှင့်ကြံစီခဲ့ပါမူအောင်မြင်ရမှတပါအခြားနိလန်မရှိနိုင်ပြီဟု၍မှတ်ယူမိကြပေလိမ့်မည်မသနံကိုယ်တိုင်မှလည်းမိမိကိုယ်ကိုရှေ့ရခင်ကားကဲ့သို့အထင်မကြီးပဲမာနအထိုက်လျောက်ကြိုးကြခဲ့ခြင်းလည်းမှန်ပေသည်မသနံ၌အိမ်တော်ပြုလိုသောစိတ်ဆန္ဒလည်းမကုန်ခံ အကယ်၍အိမ်တော်ပြုပါလင်လဲလူမော်ထက်အစင်တန်းမြင်သောယောက်ျားတယောက်ကိုရဖို့မျောလင့်ပွဲမရှိနိုင်ခြင်းလဲမှန်ပေသည်တို့ရာတွင် အခက်အခဲတစ်ခုရှိပြန်သည်ကားဖိုးခွေးကိုဘယ်ကဲ့သို့စီမံရချင်မည်နည်းဟုတ်မှန်သည့်အတိုင်းဖွင့်ပြလိုက်ရလျင် နောက်သို့ဆုတ်သွားသောယောက်ျားတို့သာများမည်အပြင်မတဏ္ဏကိုယ်တိုင်ကလည်းမိမိအတွက်အနစ်နာခံ၍ယေရှုရှင်တယောက်ကိုကယ်ဆယ်ခြင်းဤမြင့်မြတ်သောအဖြစ်ကိုအနောက်တိုင်းထုတ်ဝိတုစာအုပ်များတွင်ဖတ်ဖို့သည့်အတွက် ငယ်ရွယ်နုနယ်သောထိုစဉ်အခါကပြုမိပြုရာပြုခဲ့တော်လဲယခုအချိန်၌ပြန်ပြောင်းဆင်ခြင်မိရာတွင်၎င်းကိစ္စအတွက်ရှက်တလူလူဖြစ်နေသောကြောင့်ဟုတ်မှန်သည့်အတိုင်းဖွင့်ဟပြောပြဖို့ခဲရင်လျက်ရှိ၏အကယ်၍ပြောပြခဲ့ပါလင်လဲယုံကြည်မှလဲယုံပေမည်မယုံကြည်ခဲ့ရင်ရောရာခြင်းသာဖတ်တင်၍မိမိအပေါ်၌အထင်သေးစွာနှင့်နောက်ဆုတ်သွားမည်ဖြစ်၏အကယ်၍ယုံကြည်ပါသည်ဆိုစေကံမူလဲမိုက်လာသောမိမတယောက်ပေသည်ဟုဆိုကာနောက်ဆုတ်ခြင်းလဲဆုံနိုင်ပေသေးသည် တို့နေ့အဖို့၌လူမော်သည်မသနာအားအတိအလင်းမဟုတ်သေးပဲအရေးအမြဲတော့သာပြောခြင်းဖြစ်တော်လဲနောက်နောက်တွင်ဤအကြောင်းကိုဆက်လက်၍ပြောအုံမြည်ပြင်မိမိထံမှဘူဖယုံကွဲအောင်စုံစမ်းသော အခြေသို့တနေ့နေ့တွင် ရောက်ရအုံမြည်ဟူ၍လဲစဉ်းစားမိ၏တို့ဖြစ်၍မသနာသည်အိမ်သို့ရောက်လာသောအခါ၌ခင်လေးဆွေအားဤအကြောင်းကိုပြောပြကားတိုင်ပင်လေ၏ခင်လေးဆွေက သူကလည်းအခုတတိလူမျိုးကြီးအတိုင်းရှိသေးလေတော့ဒီအလုပ်ကိုလက်ခံတယ်ဆိုကြတဲ့ကတနည်းနည်းတော့ဒီကိစ္စပေါပေါလာလိမ့်မယ်ဆိုတာငါစဉ်းစားမိပါတယ်မတနန်ကကျမတော့တေချာလိမ့်မယ်မထင်ဘူးပြီးတော့ကျမတို့ကျွတင်ပြင်ဆင်ထားရင် ကောင်းလိမ့်မယ်ထင်တယ်ခင်လေးဆွေကညီတဘောကဘယ်လိုလဲမတနန်ကကျမကတော့ဝိတ္ထုစာအုပ်များထဲမှာလို့ဘယ်သူကိုချစ်ပါတယ်ဘယ်သူကိုကြိုက်လှပါတယ်လို့တော့မရှိပါဘူး ော်တော်သိလျော်တယ်ဆိုရင်နောက်ထောင်ယုံပဲမသိလျော်ဘူးဆိုရင်လေသူ့အလုတ်ကထွက်ရထွက်ရညင်းပယုံ ရှိတာပေါ့ဒေါခင်လေးဆွေကအိမ်တော်ပြုတ်မယ်ဆိုရင်လေညင်းပယ်စရာအကြောင်းမရှိတဲ့လူတယောက်ပဲပေါ့လေမဒနန်ကကိုဝန်လေးကလေကြိတ်လှတယ်မဟုတ်ကိုထမင်းကိုရှာစားနိုင်တဲ့အခြေမျိုးလေးရှိတယ်ဆိုရင်ကျမကတော့အတီးတိုင်းနေတာအကောင်းဆုံးထင်တာပဲဒေါခင်လေးဆွေကဒါလေးဟုတ်တာပဲဤ တကယ်လို့ဆိုတော့ဖူးဖူးကိစ္စလည်းရှိသေးတယ်။မဒနန်ကဟုတ်တာပေါ့ကျမလည်းဒီကလေးကြောင့်စဉ်းစားမိတယ်။တကယ်တကယ်တိတိထင်ထင်ဆိုရင်ဖွင့်ပြောရကောင်းမလားမပြောပဲထားရင်ကောင်းမလားမပြောပဲထားပြန်ရင်လည်းဘယ်တော့ကြာကြာလုံနိုင်မလဲ။အဲ့ဒါတွေစဉ်းစားရလိမ့်မယ်တော်တော်။ဒေါခင်လေးဆွေကဟုတ်တာပေါ့ငါမြင်မှာတော့ဖွင့်ပြောလို့ဘယ်နည်းနဲ့မှမဟန်ဘူးထင်တယ်။ဒီအထိအောင်သဘောထားကြီးနိုင်တဲ့ယောက်ျားရှိမယ်မထင်ပါဘူး။ ဘောကနာ၌လာမြသည်အိမ်ရှိတွင်ဇေကဆက်၍ဗန္ဒီတပြည့်သည်စာသောတတိလက်ဆောင်များနှင့်တကွအိမ်ပေါ်သို့တက်လာလေ၏။လာမြတက်လာသည်ကိုမြင်လိုက်သည်နှင့်တပြိုင်နက်မသနာနှင့်ခင်လေးဆွေတို့သည်တယောက်ဤမျက်နှာကိုတယောက်လှမ်းကြည့်လိုက်မိကြ၏။၎င်းတို့အသည်သည်စိတ်ထဲ၌ဤသည်လေတခက်ပေါ်လာဦးမည်။ဟုစဉ်းစားမိကြဟန်တူလေသည်။ဘုခွေမှာဘောရာအနန္တထလိုက်ပြီးဖြစ်၍မတဏန်သည်တာမြတ်နှင့်စကားပြရာတွင်ထိုနေကားကဲ့သို့ စိတ်အာယုံပြန့်လွင့်ခြင်းမရှိဘဲစကားအသွါပြန်တို့ကိုဟန်ကြအောင်ပြောဆိုရလိမ့်ပြီ။ဒါမြတ်သည်ဤချင်းရာကိုမြင်တွေ့ရ၍မတဏံကမိမိအပေါ်၌ထိုနေ့ကတည်းစိတ်ဝင်စားခြင်းရှိသည်ဟုအာတမိလိမ့်ပြီ။ငယ်စဉ်ကအကျွမ်းတဝင်ရှိခဲ့ကြ၍နှစ်ပေါင်းအတန်ကြာကွဲကွာပြည့်သည့်နောက်မှတဖန်ဆောင်စည်းကြရသောမိတ်ဆွေများဖို့မှရောစရာစကလုံးမရှာဘဲတဖက်နှင့်တဖက်ရေပက်၍မဝင်နိုင်အောင် လေပြေဖြောင့်တက်ခြင်းမှဓမ္မရာပင်ဖြစ်လိမ့်ပြီ။သို့ဖြစ်၍ဒါမြတ်မှာ တို့အိမ်၌တနာရီကျော်ထိုင်ခဲ့မိခြင်းကိုပင်စိတ်ထဲ၌15မိနစ်ခန့်မြာသာထင်မိတော်သည်။ဒါမြသည်အခြားသောအကြောင်းအရာများထက်မတနံတို့အားလိုက်၍ရှာခဲ့ပုံများနှင့်လက်လွင်ကမတွေ့ရာတိုင်းစိတ်ပြက်ဝမ်းနည်းကြရပုံများကိုအားရပါရပြောပြတတ်လေသည်။ထို့ကဲ့သို့ပြောပြသည့်အခါတိုင်းလည်းမတနံနှင့်ခင်လေးဆွေတို့သည်တယောက်မျက်နှာကိုတယောက်တန်ကလေးတန်ကလေးလှမ်းကြည့်မိကြတော်သည်။ဒါမြတ်မှာလဲလူပြိုကြီးအဖြစ်၌ပင်ရှိနေသေးခြင်းကို ခင်လေးဆွေနှင့်မဒနန်တို့သည်တိကြပြည့်ဖြစ်၏သို့သော ထူးခြားသောအချက်တခုမှာလူမော်သည်မဒနန်အားထိုနေ့ကအရေးမြတ်အားဖြင့်ပြောဘူးတော်လဲတာမြဲမကမှုကလက်ဆောင်များဝယ်လာခြင်းနှင့်လိုက်ရှာခဲ့ရသည့်အကြောင်းများကိုမကြကနပြောပြခြင်းမှတပါပုက္ကာတိကပင်ပြောဘူးခြင်းမရှိချေလက်ဆောင်ဟူသည်မှာယင်းသောမိတ်ဆွေများဖြစ်သည့်အလျောက်သဘောယုံနှင့်ယူလာခြင်းလည်းဖြစ်နိုင်ပေသည်။တာမြတ်သည်အလတ်တော်နေများတွင်ဇေကာနှင့်ရောက်လာ၍ မတဏာနှင့်ခင်လေးဆွေတို့ကိုကာနှင့်တင်ပြလျင်ကံတော်ကြီးဒိဋ္ဌံယုံစာသောနေရာများသို့လေညင်းခံထွက်လေရှိလေသည်။တာမြတ်၏အပြုမှုအပြောဆိုစသည်များကိုစူပေါင်းဆင်ခြင်သည်ရှိသောမောင်နှင့်နှမသဘောမျိုးထက်ပုံမှန်သောအဘိဓမ္မျိုးတွေ့ရသည်ဟု၍မဆိုနိုင်ပေ။သို့သောဤမြသာရည်ရွယ်ချက်ရှိသည်ဟု၍တထစ်ချဆုံးဖြတ်နိုင်သည်လည်းမဟုတ်ချေ။တဏိသောစနေနေ့၌မတဏန်သည်နေတဝက်ယုံပိတ်သည်ဖြစ်၍လွယ်ကလေးကိုလွယ်လျက်ယုံမဆင်လာပြီလျှင် စတော့ဂိတ်လမ်းတော့၌ဘတ်ကားဆောင်နေစဉ်ပကက်ကားကြီးစီလာသောဝင်းကြီးဥလူမော်နှင့်တွေ့ဆုံမိလေသည်လူမော်သည်ဒရိုက်ဘာအားကားရစေရန်အမိန်ပေး၍ကားတကားကိုဖွင့်ပေးပြီးလျင်လာလီမတ်တနန်ကျုပ်လိုက်ပို့ပါမယ်ဟုခေါ်လိုက်ရာမတ်တနန်သည်ပထမ၌တော်ပါပြီရှင်ဟုဆိုကားညင်းလိုက်မိကြံ၏သို့သောဤသို့ညင်းလိုက်ခြေကရံ့ရံ့ကြမည်ဆိုသည်နှင့်ခက်ရှင်ရှင်ခက်ရှန်ရှန်နှင့်ပင်ကားပေါ်သို့တက်ရ၏အနီးပါရှိ ရုံစည်ရဲနှင့်ဈေးမများကမျောကြည့်နေရသဖြင့်မတဏ္ဏမာမျက်နာ၌ရှင်ကနေပူသွားတော်လဲလူမမာဘုပ္ပံခြင်းကိစ္စနှင့်ပတ်သက်၍ရုံတွင်နာမည်ပြတ်မရှိသောကြောင့်ကဲ့ရဲ့ကြခြင်းမဟုတ်တန်ရာဟုဖြေဆယ်မိ၏စဉ်စစ်မှလည်းလူမော်သည်နာမည်ကောင်းရအောင်အတော်ကြိုးစားသူတယောက်ဖြစ်၍မိမိ၏နေသူဈေးမတယောက်ကိုအလုခံထားသည်ဆိုခြင်းတက်ပုံမူ၍ကဲ့ရဲ့လောင်ပြောင်ခြင်းမရှိလာချေကာဗော၌ထိုင်မိကြ၍ ကားထွက်တော့ကခင်လေးဆွေကြောင့်ကိုလူမော်ကမိမြန်ရာမစကားဆက်မိသည်နှင့်မိမိတို့အိမ်တို့ဘုရားမြတ်အလဲပတ်လာရောက်ကြောင်းများကိုမဒနန်ကပြောမိရာလူမော်မှာ မျက်နှာတစ်မျိုးဖြစ်သွား၏ကိုလူမော်ကတွေ့လေတွေ့တဲ့တဲ့လူပါပဲနော်မဒနန်ကပြည့်တဲ့ဆိုသူကကျမတို့ကိုတင်မြင်လိုက်ရှာနေတာလေရှင်ကိုလူမော်ကကျုပ်ကဒါပြောတာမဟုတ်ပါဘူးဟိုမာဒီမာဆုံးရှိပါစေတော့လေ လူမဆလိုခြင်းကမသနံကိုမိမိကစိတ်ကူးမိသည့်တိုင်ဒါမြနှင့်အကြံသူညံသူဖြစ်နေမိခြင်းကိုပြောလိုခြင်းဖြစ်၏သို့သောစကားကိုဆုံးအောင်မဆက်ဖဲပြိတ်အုပ်ထားလိုက်သည်ကိုလူမကမသနံကဘယ်ရက်မှနေသလဲမသနံကကြောင်ကြောင်လေးမှနေပါတယ်ကိုလူမကရောက်ပါစေမယ်လေလိုက်ဖို့ပါမယ်ကံတော်ကြီးဒီဘက်လောက်လိန်ညင်းခံလိုက်ကြပါအောင်စို့ဒီကနေ့အိမ်မှာဘာလို့ရှိသေးတယ်လဲမသနံကအလုပ်တော့မရှိပါဘူးဒါပေမဲ့ ဘလုံးမကအလို့မရှိရင်ပြည့်ရောပေါ့ခင်လေးစွေမျော်နေမှာတော့တော့ကိစ္စမရှိဘူးထင်ပါရဲ့အမှန်မှာထုံးနေတွင်ဘုရားမြတ်လာနေကြဖြစ်၍မသနန်ကတရိယသောကြောင့်ပြောမိတော်လဲဆက်လက်၍မပြောတော့ဘဲရထားလိုက်၏ကံတော်ကြီးကိုတပတ်လည်ပြီးနောက်လူမော်သည်ဒရိုက်ဘာအားဤလမ်းမာကြီးသို့ထွက်စေ၍အင်းစိန်တိုင်အောင် မောင်းစီပြီးမှပြန်လဲ၍ဆက်ထွင်းဟိုတယ်သို့မောင်းစီ၏ဟိုတယ်၌စားသောက်ဆရာများစားသောက်စဉ်၌၎င်းကားပေါ်တွင် အတူထိုင်စဉ်၌၎င်းလူမော်သည် စကားတခွန်းကိုပြောမြည်ပြူပြီးမှပြိတ်အုပ်ထားလိုက်သော အမူအရာမျိုးနှစ်ကြိမ်သုံးကြိမ်မြတ်မတဏံမြင်လိုက်ရ၏ထို့မှတပတ်မူလူမော်သည်လူကြီးလူကောင်းဂျန်တမင်းအမူအရာမျိုးများသာတလျှောက်လုံးဖော်ပြပေသည်စင်စစ်တော်ကရှေးရခင်ကပြောရန်ရှိလျင်ဘုံဘွင်ရှင်းရှင်းပြောလျက်ရှိသောလူမော်သည်မိမိ၏လက်အောက်ခြေသားတယောက်တစ်ပွဲဖြစ်နေသောခါတွင်မှမတဏံကိုအတော်ရွံ့နေဟန်တူပေသည်မတဏံရွှေဘုံ၌ရှိစဉ်က လူမော်သည်ရွေးဘော်တို့ရောက်တိုင်းမတနန်တို့ဤနေအိမ်တို့ဝင်၍ကြိုက်ချင်းကြိုက်မကြိုက်ချင်းနေဆိုသောသဘောမျိုးနှင့်နှုတ်ရှာတွက်လက်စွာဖြင့်အ ਨੇ စုံနှစ်ခွန်းသုံးခွန်းဖြစ်စေဆွင်အောင်ပြောလေရှိ။ရောဂံများလွန်းသည့်အတွက်မတနန်ကပင်ရှောင်းတောင်တောင်ဖြစ်၍ပြည့်ရဲသဘောမျိုးဖြင့်သာအဖြေပေးလေတော့သည်။ဒီကကောင်ဖြင့်သတိရလွန်းလို့သိရတော့မယ်။ဟို၍၎င်းစားလေဒီစိတ်အိတ်လေဒီစိတ်ဆိုတဲ့ထဲကဖြစ်နေပါပြီဗျာဟိုရွယ်၎င်း ဒီလောကလုံးမှာယောက်ျားတစ်ယောက်မှမရှိဘဲနဲ့ကျုပ်တစ်ယောက်တည်းရှိစေခြင်းနဲ့ဗျာဟူ၍လည်းကောင်းပြောတတ်သူဖြစ်လျာဝင်ကြီးဖြစ်နေတွေ့ရသည်မှစ၍မူကားထိုကဲ့သို့ရှစ်တွေ့လည်းမပြော အခြားနီအပြင်လည်းမပြောတော့ဘဲအလွန်မှင်သေးလျက်ရှိတော်သည်စက်ထွန်းဟိုတယ်မှထွက်လာကြ၍ကားပေါ်သို့တက်ကြသောခါ၌သာလူမော်သည်ဒရိုင်ဘာအားကြောင်မြောင်းဘက်သို့မောင်းစေ၍မတနံဤနေအိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်လက်၍ပို့၏အိမ်ရှိ၌ကားဆိုက်၍ကားပေါ်မှမစင်ဘဲလူမော်သည်အိမ်ပေါ်သို့လန့်ကြည့်လိုက်ရာတွင် မတဏံကိုစောင့်မြော်နေသောဗုဒ္ဓမြတ်နှင့်မျက်နှချင်းဆိုင်မိ၍တယောက်နှင့်တယောက်ဆလံပေကနှုတ်ဆက်ကြ၏၎င်းနောက်မတဏံသည်အိမ်မော်တို့တက်သောရာတွင်လူမော်လည်းထွက်သွားတော်သည်အမှန်မှာမတဏံကအိမ်မော်တို့တက်ရန်ဖိတ်ခေါ်ခြင်းလည်းမပြုချေဝင်ကြီးတယောက်ဖြစ်၍တက်ခြင်းမှတက်မည်ဟုစဉ်းစားမိခြင်းအပြင်အိမ်၌ဗုဒ္ဓမြတ်ရောက်နှင့်နေလိမ့်မည်ဟုတွေးထင်မိသောကြောင့်လည်းဖြစ်၏အဘဲကြောင့်ဤလူနှစ်ယောက်ကိုမိမိဤအိမ်၌မဆုံမိစေလိုသည်ဟုမူ မိမာတို့ဤဓမ္မနာပင် ဖြစ်ပေ၏။ကာမြတ်သည်အိမ်တို့ရောက်လင်ရောက်ချင်းမတ္တနံမပြန်လာသေးသည်ကိုသိရ၍အနေငယ်စိတ်ပြတ်တော်လဲယုံစင်နောက်ကျနေသောကြောင့်ဖြစ်သည်ဟုတွေးထင်မိသောကြောင့်မည်သို့မျှမရှိချေ။တို့ရာတွင်တဏှာဤကျော်နှစ်နာရီခန့်ကြာပြီးမှလူမောလိုက်ဖို့သည်ကိုတွေ့ရသောအခါ၌ကအတော်ကလေးတော်ဖောင်းခြင်း၏။သို့သောမတ္တနံဤစိတ်နေသဘောထားကိုရိပ်မိထားသောလူတယောက်ဖြစ်သောကြောင့်တော်ဖောင်းခြင်းကိုမဆိုထားပြီးမကျင်နာသောအမှုရာမျိုးပင်မပေါ်ပြချေ။ ယုံစင်တော့ကြာခြင်းကိုလည်းသတိမထားမိလူမော်လိုက်ပေါ်ခြင်းကိုလည်းဂယုမဆိုင်ပြီးတကယ်တော့အခါတိုင်းအမူအရာမျိုးဖြင့်သာနှုတ်ဆက်လေသည်မသက်နံကကိုသားမြတ်ရောက်နေတာတော်တော်ကြာသွားပြီလားကိုသားမြတ်ကဟုတ်ကဲ့တော်တော်ကလေးကြာသွားပါပြီဒေါခင်လေးဆွေကတော်တော်ကလေးမကပောင်တော့နှစ်နာရီလောက်တောင်ရှိရှာပါပြီမသက်နံက ုတ်ကဲ့လား sorry ကိုသားမြတ်ဖြစ်ရပုံကစတော့ဂိတ်ထောက်မှာဘတ်စကားဆောင်နေတော့ကိုလူမော်နဲ့တွေ့တာနဲ့လိုက်ဖို့မယ်ဆိုပြီးမုန်နေပါရီကျွေးနေတာနဲ့အချိန်တော်တော်ကြာသွားတယ်ဒေါခင်လေးဆွေကညီတို့ဘယ်စီရောက်ခဲ့ကြသေးသလဲမတနန်ကစိုးဟိုတယ်မှာ lunch စားခဲ့ကြတယ်သားမြတ်မှာမတ္တနံကိုစိတ်ထဲကရီမှန်းနေဟန်တူတော်လဲဖွင့်ဟပြောပြ၍မတ္တနံကလက်ခံပြည့်သည့်တမီးကြီးစားလဲမဟုတ်တော့ကြောင့်သူ့အော်သောမျက်နှာမျိုးအလင်းမဖော်ပြဘဲ နိုင်သမျှကြည်ရှင်အောင်ကြိုးစားလျက်ရှိ၏ဒေါခင်လေးဆွေကဒီပြင်ကုန်းဤဖေရောက်ခဲ့ကြသည်တည်းလေမဒနန်ကကံတော်ကြီးပတ်ပြီးလင်းကြီးကံထွက်တာပါပဲရင်းတို့ပြောစဉ်မဒနန်သည်ตาမျက်ဤမျက်နာကိုအကဲခတ်၏သို့သောမျက်နာပြက်သည်ကိုမတွေ့ရဘဲခိုင်အေးအေးဖြင့်သွားဖြက်လျက်ရှိ၏ခလေးဆွေကလည်းထိုနည်းအတူအကဲခတ်၏သို့သောตาမျက်ဤအေးစေသောမျက်နာကိုမြင်ရ၍အလွန်သဘောထားကြည်သောကြောင့်ပေလားဒေါ်ရီမဟုတ် မတလန်ကိုအလင်းချိန်ရွယ်ခြင်းမရှိသောကြောင့်ပေလောဟူသည်ကိုမဆုံးဖြတ်နိုင်အောင်ရှိတော်သည်မြည်တော်ပင်ဖြစ်စေမတလန်ကမူစူးစူးအောင်းအောင်းမလုပ်သည်ကိုတွေ့ရ၍ကြည်နက်မိသည်မတလန်ရောက်လာပြီးသည့်နောက်တွင်တာမြတ်သည်အခြားသောစနေနေများမှကဲ့သို့နေကုန်အောင်မနေတော့ပဲ나ယူဝက်ခံများလောက်သာစကားစမြည်ပြော၍ကိစ္စတစ်ခုရှိသေးသည်ဆိုကပြန်သွားလေသည်မိမနေရာတို့သည်တာမြတ်၏အမူအရာကိုအကဲခတ်နေကြကြတော့လဲ ။ตาမျက်ဆင်းသွားသည့်နောက်တွင်တယောက်နှင့်တယောက်ထင်မြင်ချက်မပြေကြပဲကြိတ်နေကြတော့သည်။ထိုနေ့ညနေတမင်စားပြေးကြသောအခါရောက်ခင်လေးစွေကဘယ်နဲ့လဲဟိမတနံမတနံကဘာလဲတော်တော်ရောက်ခင်လေးစွေကမောင်လူမောင်ကဗာမားပြောလိုက်သေးလေမတနန်ကဘာမှမပြောပါဘူးတော်တော်ပြောလို့ရှိရင်တော်တော်ကိုပြောမှာပေါ့ရောက်ခင်လေးစွေက မောင်တာမြတ်ကဖြင့်အင်းညီမရောက်မလာမချင်းဖင်တကြောကြနဲ့အိမ်မြောင်ကြီးပြန်ဖြစ်နေတော့တာပဲသူကကားနဲ့သွားကြုံမိတောင်လှုပ်သေးတယ်ဒေါ်တော်ကမတော်တဆလမ်းလွဲနေမယ်ပြောထားလို့ပြန်ထန်လိုက်တယ်မတဏန်ကဟုတ်ပါရဲ့ဒေါ်တော်အားနာစရာကြီးပါပဲဒေါခင်လေးဆွေကဒါပေမဲ့ချင်းထတာမှမဟုတ်ဘဲအေးဘယ်တတ်နိုင်မလဲမြတ်သက်မောအဖြစ်အပျက်တွင် သာမြတ်နှင့်လူမတို့အကြောင်းအားလျော်စွာစုံစည်းကြခြင်းများမှာမွေးကလေးကယခုအချိန်တိုင်းဆိုမရလောက်ရှိပြီတော့သည်တရားရဲနေလူရက်သားချင်းဖြစ်၍ငယ်ဘဝမှကောလိပ်ကြောင့်တိုင်အောင်မတဏံကိုအပြိုင်ဆိုင်ပူပန်ကြရယုံနှင့်အမရသည်ပဲယခုတပန်းရန်ကုန်မြို့ကြီးပေါ်တွင်လည်းအကြံတူညံတူဖြစ်နေကြရပြန်လေပြီသို့သောဤလူငယ်နှယောက်တို့တိုက်ဆိုင်မိကြပုံမှာဤမြလောက်မကသည်မိမိတို့ဤအကြံစီကိုဖွင့်ဟပြောကြပုံမှာလည်းဤပရိယေနှင့်တကား အချိန်ကာလပါတူညီကြပြန်လေတော့သည်ဆိုလိုရင်းမှာအထက်ပါအချင်းရများသည်ဇနေနေ့တွင် ဖြစ်ပျက်ခဲ့ပြီးနောက်ဒဏ္ဍာနေ့၌မတ္တနံသည်ဇာရိုင်းမှဇာနဆောင်ရရှိလေရာ၎င်းတို့မှလူမော်ထံမှဇာတဆောင်၊သာမြတ်ထံမှဇာတဆောင်ဖြစ်နေကြလေတော့သည်လူမော်ဤဇာ၌မိမိသည်ရှေးရခင်ကဤကိစ္စ၌နှုတ်ရှားသွက်လသလောက်ယခုအခါ၌နှုတ်လေးလျက်ရှိသည်တကြားမိမိလက်အောက်၌အလုတ်လုတ်လျက်ရှိသောမိမတစ်ယောက်အား နှုတ်ဖြင့်ဖွင့်ဟပြောဆိုရလျင်အနိုင်ကျင့်ရရောက်လိမ့်မည်ဟုထင်မိသည့်ကြောင်းအထူးသဖြင့်မိမိကအလုသွင်းပေးခြင်းဖြစ်သောကြောင့်ဂျေဇူးရှိပေသည်ဆို၍အာရုံအနာဖြစ်လျက်အဖြစ်ရခံမည်ကိုဆိုရင်မိသည့်ကြောင်း၎င်းအကြောင်းများကြောင့်နှုတ်ဖြင့်ဖွင့်ဟခြင်းမပြုဘဲလွယ်လပ်စွာအဖြစ်ပြီးနိုင်ခွင့်ရစေရန်စာဖြင့်ရေးသားရခြင်းဖြစ်ကြောင်းမတဏံစိတ်ချစေလိုသောအချက်တစ်ခုမှာအကယ်၍လက်မခံနိုင်စိုးစေကမူလည်းအလုတ်ကိုင်းနှင့်ပတ်သက်၍မြည်သူများအနှောက်အယှက်မပြုဘဲလုံမြဲတိုင်းဆက်လက်လုတ်ကိုင်းပြည်လျင် နဖူးစာမပါသောကြောင့်မစုံစည်ရခြင်းဖြစ်သည်ဟု၍မိမိကိုမိမိတရားချမည်ဖြစ်ကြောင်းအစရှိသောအဋ္ဌပံမျိုးပါရှိလေသည်ဒုမရပါမူယခုရွယ်တို့တိုင်အောင်မတဏမရပါမြည်သည့်မိမကိုမြလိုက်လိုက်လဲလဲဆွဲဆွဲမြဲမြဲချစ်ကြိုက်ဖူးသည်မရှိသောကြောင့်လူပြိုကြီးဖြစ်နေနေခဲ့ပါသည်ဆိုသောဖော်ပြချက်တစ်ခုလည်းပါရှိပေသည်ဒါမြတ်ဤစာ၌ကမတဏအားနှစ်ပေါင်းအတန်ကြာလက်လံရှာပွေခဲ့၍မမျော်လင့်ဘဲနှင့်တွေ့ဆုံကြသောကြောင့် ဝန်တာမြည်မကြုံရသေးမီဇိုးရင်တုံလောက်ဘွယ်တရင်တရားကတွေးညက်လိုက်ပါလာသည်ကိုတွေ့ရကြောင်းမတနာငုတ်ွယ်နေစဉ်တော်တွင်ဂိုလူမော်သည်လည်းမိမိကဲ့သို့အပန်တကြီးလိုက်လံဆောင်စမ်းခြင်းပြုမပြုကိုကမသိရကြောင်းသို့သောဂိုလူမော်မှာជីវာရေးကိုမိမိထက်ပုံမဂယုဆိုင်သူဖြစ်သည့်အတွက်ជីវာရေးနောက်သို့လိုက်နေရသောကြောင့်မတနာကိုထောက်လန်းဆောင်စမ်းရာတွင်မိမိကဲ့သို့အချိန်မရဘဲဖြစ်ခြင်းလည်းဖြစ်နိုင်ပေကြောင်း အပန်းတကြီးအသေးချာထောက်လန်းဆောင်ဆန်းခဲ့သူကမတွေ့ရပဲကိုလူမော်ကရှေးဦးစွာတွေ့သွားသည့်အပြင်မဒနန်ကိုဂျေဇူးပြုနိုင်သောအခွင့်အရေးတစ်ခုရရှိသွားခြင်းကိုထောက်ချင်းအပြင်ဤကိစ္စတွင် လူမော်ကကံတာပုံရသည်ဟုမိမိအကဲခံမိကြောင်းမိဘမျိုးရိုးချင်နေခြင်းမှာဒူညီတီထားပြီးအောင်လက်ရှိအခြေအနေအရမှာကိုလူမော်သည်မိမိသက်သာလွင်ခြင်းကိုဝန်ခံရမည်ဖြစ်ကြောင်းမဒနန်နှင့်ဆုံရကြတဲ့အခါ ဤကြံစီကိုဖွင့်ဟပြောလိုတော်လဲကိုလူမော်တယောက်ရှိသေးခြင်းကိုတရိယာ၍ဆွင့်မြည်မထင်သောကြောင့်ဆိုင်လင့်နေခဲ့ရာကြောင်းဤသို့ဆိုခြင်းအပြင်မတဏနှင့်ကိုလူမော်တို့ဘော်တွင်ဘင်္ဂါမကင်းသောသဘောရှိနေသည်ဟု၍မယူဆစေလိုကြောင်းမိမိတက်သားဒီကိုဝန်ခံလိုခြင်းများသာဖြစ်ကြောင်းဤအတော်တွင်အိမ်တော်ရေးနှင့်ပတ်သက်၍မိဘများထံမှစားတဆောင်ရရှိပါသဖြင့်မိသည့်နိနေမဆိုးဘူဖယုံကွဲအောင်စုံစမ်းသင့်သည်ဆို၍ဤစာကိုရေးသားရခြင်းဖြစ်ကြောင်းအကယ်၍ မိမိတွေ့ထင်သည့်အတိုင်းအခြေအနေချင်းမရှင်းနိုင်သောဂိုလူမောဤစကားကိုလက်ခံပြပြီးသို့မဟုတ်လက်ခံတော့မည်ဆိုပါလင်လဲမိမိကလုံးဝအပြစ်တင်ရမရှိပဲသူဤကံတာချင်းကိုသာချီးကျူးရမည်ဖြစ်ပေကြောင်းဂိုလူမောသည်မတဏံပေါ်၌ညစ်ပတ်သောအကြံစီရှိလိမ့်မည်မဟုတ်သဘောယုံနေပင်ထိမ်းများလိုလိမ့်မည်ဟုမိမိသိရှိကြောင်းကောက်ကောက်ကွေ့ကွေ့အကြံစီရှိပါကမိမိကမိသည့်နင်းနင်းမြကြည်နေလိမ့်မည်မဟုတ်သည်ကိုလည်းသူသိရမည်ဖြစ်ကြောင်း အခြားသောအကြောင်းများကိုအပါထား၍ဂိုလူမော်သည်မိမိအပေါ်၌အသာယူလိုသောအချက်တစ်ခုတည်းနှင့်ပင်မတဏံကိုလက်ထပ်လိမ့်မည်ဖြစ်ကြောင်းယခုအချိန်၌မပြောရသေးလျင်တနည်းနည်းတွင်ဧကံမုတ်ချပြောလိမ့်မည်ထင်ကြောင်းမိမိမှာအမှန်အားဖြင့်မျောလင့်ရက်မရှိတော်လဲမပြောလိုက်မိလေခြင်းဆို၍နောင်နောင်ခါများ၌နောင်တပူပန်ခြင်းမဖြစ်ရစေခြင်းအလို့ငါသာလျင်ဤစာကိုရေးသားလိုက်ရခြင်းဖြစ်ပါကြောင်းစသည်ဖြင့်ဖော်ပြပါရှိလေသည်ထိုရအဖို့၌မတဏံနှင့်ခင်လေးစွေတို့မှာ အိတ်ကြရတော့သည်မရှိပဲစဉ်းစားကန်းဝင်ချင်းတိုင်းပင်ဆွေးနွေးခြင်းတို့ဖြင့်သာအချိန်ကုန်ကြလေတော့သည်ဒေါခင်လေးဆွေကခပ်ပလီတူမရဲ့ညီဟာကငါတို့အညာမို့လို့ဖြစ်နေပြီကောမရောက်ခြင်းတော့လေတစကမှမကြဘူးပူလိုက်တာချစ်ချစ်လန်လို့ရွာမဲ့ရွာတော့လေတဆွေတဲ့ဆွေပြီးပွက်ပေါက်ကုန်ရောဆိုတာမျိုးလို့ဖြစ်နေပြီကောမဒနန်ကတော်တော်ကလေပုံနိုင်ပဲနှိမ့်တတ်တယ်ဟုတ်တော်လေဟုတ်ပါရဲ့တော်တော်ရဲ့ဒေါခင်လေးဆွေက နေစမ်းပါအောင်အေးညှိစိတ်ကတော့ဘယ်လိုရှိသလဲမလန္နန်ကဒီအကြောင်းကိုတခါမှကျမပြောမပြဘူးသေးဘူးအမှန်ပြောရမှာဖြင့်ကျမစိတ်မှာတော့ဟိုပတိပုံမြင်လေးကမင်းသမီးလိုဖြစ်နေပြီဒေါ်တော်ရဲ့ဒေါကင်လေးဆွေကဘယ်လိုဖြစ်ပုံလဲအေးညှိမင်းသမီးကြောင့်ကိုငါမဖက်ဘူးပါဘူးပြောပြစမ်းပါအောင်ဘယ်လိုတဲ့လဲမတနန်ကပတိပုံမြင်လေးမှာနှက်တွေလှေစားနေတော့မင်းသမီးနဲ့မင်းသားတညရဲအိမ်မထဲမှာလိုလိုတွေ့ဘူးကြတဲ့ မင်းသမီးမှလည်းသူ့ခမီးတော်ကအရွယ်ရောက်ပြီးမှမင်းသားတစ်ပါးနဲ့လက်ထပ်ဖို့စီမံရမှာမင်းသမီးကခမီးတော်ပေးစားတဲ့မင်းသားကိုမကြိုက်နိုင်ပဲသူ့အိမ်မက်ထိတ်ကမင်းသားကိုကြည်ဆွဲလန်းနေတယ်တဲ့တော်ရဲ့ဒေါခင်လေးဆွေကဟုတ်လားကြီးကွယ်ညီမလည်းဒီလိုပဲဖြစ်နေတယ်လားမတနန်ကကဆင်စင်မဲတော်တော်သို့တော်မင်းသမီးလိုတော့သူ့ဆိုသူမှတန်းတန်းဆွဲတော့မဟုတ်တတ်ပါဘူးအချိန်ကြီးရပုံတော်တလူကြည်လောက်ရောက်ကြရမှာပဲ ။သို့တော်လည်းအမှန်တမ်းအစ်စ်ခံရမယ်ဆိုရင်တော့ဖြင့်ကျမဖြင့်ဖယောက်เจ้าကမှချစ်လာကြိတ်လာပါလေလို့ရှိမှာမဟုတ်ပါဘူး။ဖြစ်ရရင်တော့ဖိုးခွေးရဲ့ဖေနဲ့စုံစည်းကျင်တာပဲတော်တော်။ဒေါခင်လေးစေကဟင်ညီဟာက လေဖန်းပြီးကျိုးတန်းဆိုတဲ့စကားလို့ယုံကြူလိမ်မွေးမစွန်သွေးဆိုတဲ့စကားပုံလို့မရှိမုံဆိုတာမျိုးလို့ဖြစ်နေပြီကောဒီမရဲ့မတနန်ကကျမဆန္ဒကိုပြောပြတာပါဒီလိုမှဖြစ်နိုင်မယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူး ဒေါကင်လေးဆွေကနီပါအောင်ဤရဲ့ဖိုးခွေးပေကိုထိတ်ပြောနေတာကညီကမျောလင်းရဲ့ရှိနေသေးလို့လားမဒနန်ကမျောလင်းဖို့တော့ခရင်ပါတယ်တော်တော်ဘယ်သူဘယ်ဝမမမသိပဲနဲ့ဖနဲ့လုတ်ပြီးမျောလင်းလို့ဖြစ်ပါမလဲဒေါကင်လေးဆွေကလို့ဒါဖြင့်ညီကဘယ်လိုပုံများဆွဲလန်းတာလဲဤမျက်နှာမများကျင်တဲ့သဘောလားမဒနန်ကဒီလိုပဲထားလိုက်ပါတော့တော်တော်ကျမဟာတောင်ကျမမပြောတတ်ပါဘူး တနည်းနည်းတော့တနည်းနည်းနဲ့စုံစည်းနိုင်ဦးမယ်လို့စိတ်ထဲကထင်နေမိတာပါပဲဒေါခင်လေးဆွေကအိုင်းဒါပြင်းလေဒီအကြောင်းဖျောက်လိုက်ပါတော့တူမရဲ့မတနန်ကဟုတ်ကဲ့တော်ဒေါခင်လေးဆွေကဒီနှစ်ယောက်မှာညီကဘယ်လိုသဘောရသလဲမတနန်ကကျမပြင်းမဆုံးဖြတ်တတ်အောင်ဖြစ်နေပြီတော်ဖူးခွေးဖေကလွှဲရင်ဒီနှစ်ယောက်မှာတမျိုးစီတင့်လျော်တယ်ထင်ပါရဲ့တော်တော်ကဘယ်လိုလဲ ပြောတာပြောပါတော့တော့ကျမမှာတော့ဘေးသူပေါ်မှာမှအစွဲလည်းမကြည့်လာပါဘူးတို့တော့ပြောစကားကိုကြားစမ်းပြစီဦးဒေါခင်လေးဆွေကယူရမှာကညယူရမှာပါလားတော့မဒနန်ကမှန်ပါလေလီတို့တော့ထင်မြင်ချက်ကိုကြားကျင်လို့ပေါ့ဒေါခင်လေးဆွေကဒီလိုရှိတယ်ဒီမရဲ့နှစ်ယောက်စလုံးဟာတော့ဓာတ်တိနံပါတ်ချင်းဆိုတဲ့စကားလို့ဥဝဲဆိုကလေးကသိလာကြတာပဲလူရုပ်လူရီမအစား စားစားရရမှာတော်တော်ညီတဲ့လူနှစ်ယောက်ပဲငွားများဖြင့်တရှင်းဖက်လောက်ရဲ့ခက်တာကလည်းခက်ဆက်ဆက်ကလေးတွေကြီးပဲသို့တော်စေတဘောထားတွေကကောညီကဘယ်လိုအကဲခက်မိသလဲမဒနန်ကကျမသိသလောက်တော့ပြင်လူကောင်းကြီးထင်တာပဲတော်တော်ဒေါခင်လေးဆွေကညီကဆိုတာတော့ထားလိုက်ပါတော့သူတို့နှစ်ယောက်ကကောညီကိုဘယ်သူကပူကြီးမြစ်တာရှိပုံရသလဲမဒနန်ကဒါလေးမပြောနိုင်ဘူးတော်တော်ခင်မင်ပုံရတာကြီးပဲ အင်နာတာတော့ကိုသားမြက်ကလာပေါ်ရပြီတယ်ဒေါခင်လေးဆွေကဒါကတော့ဤမောင်လူမော်ကဝင်းကြီးတယောက်ပြီကိုဤဟန်လုတ်ထိုက်ပြီတာပေါ့ပြီးတော့လေကို့အပါတော်မြေဆိုတော့မလျော်သလိုဖြစ်နေတာကိုလူပြောခံရမှလေစိုးရင်ရသေးတယ်မတနန်ကဟုတ်ပါရဲ့တော်တော်ဒေါခင်လေးဆွေကတခုတော့ရှိတယ်ဤမောင်လူမော်ရဲ့ကျေးဇူးတော့ညီအပေါ်မှာရှိပြီတယ်သူခန့်လို့ရတဲ့အလုပ်ပြီကိုမတနန်က ဒါကတော့တော်သူကိုယ်တိုင်ကဒီကျေးဇူးကိုထည့်ပြီးမစင်စားပါနဲ့လို့ပြောပြီးတယ်။အင်တာဗျူးတဲ့ကိစ္စမှာဒီကျေးဇူးကိုထည့်စင်စားရင်မှားတတ်တယ်လို့ပြောတယ်။ကျမလည်းသဘောတူတယ်။ဒေါခင်လေးဆွေကမောင်တမ်းမြက်ကတော့ညီကိုတရှာတဲ့လက်ရှာနေပြီလေနော်။မဒနန်ကဒါကလေကိုတမ်းမြက်စားထဲမှာပါတဲ့အတိုင်းကုလူမုံမှာတော့လက်ရှာဖို့အခွင့်မကြုံပဲသူ့ဟာနဲ့သူအလုရှုံနေလို့ဖြစ်နေတာကိုတော်တော်သူ့မှာတော့တောက်ခုနေရတာနဲ့အချင်းကုန်နေဆိုထင်ပါရဲ့။ဒေါခင်လေးဆွေက ဒါလေဟုတ်ပြီသားပဲသို့တော့ယာရုကတော့လူမောကသာပြီလေနော်မသနန်ကတန်ကတော့သူ့အလုကနိုင်ငံကြီးကိုတော်တော်ရဲ့အောင်မြင်တဲ့အလင့်မှာဝင်ကြီးနေရာမကျတဲ့အလင့်မှာတာမန်အမတ်ပေါ်လောက်ကင်လေးဆွေကအမတ်တော်ပြုတ်ချင်းပြုတ်နိုင်မဟုတ်လားမသနန်ကလင်းနေတဲ့ချိန်ရွေးကောက်ပဲလုပ်ရတယ်တော်တော်ပြုတ်ချင်းလေပြုတ်တတ်တာပဲလောက်ကင်လေးဆွေကစစ်ဖို့ဆိုတာကတော့အမြဲတမ်းအလုပေါ့နော်မသနန်ကဟုတ်ကဲ့ ဒေါခင်လေးဆွေကလက်ကချင်းကိုဘယ်နဲ့နေတယ်လဲမတနန်ကဟာလက်ကချင်းတော့အများကြီးကွာတာပေါ့တော်တော်ဒေါခင်လေးဆွေကစစ်ဘိုလ်လူကလည်းတားနေမရနဲ့တော်ရည်လာဤမတနန်ကဘူကြီးဖြစ်တဲ့ချိန်ကြတော့ဒီလိုယူကြတာပါပဲဒေါခင်လေးဆွေကစစ်တရတဲ့လူကတော့ငါဖြင့်တေမကြိုက်ပါဘူးဤမတနန်ကကြိုက်တဲ့မိမတွေလည်းအပုံကြီးပါတော်တော်ဒေါခင်လေးဆွေကညီကတော့ကောဒီလိုကြိုက်သလား မတနန်ကကြိတ်လှနေလို့တော့မဟုတ်ပါဘူးခုအမျိုးသားချင်းတိုက်ရရင်မကောင်းဘူးတန်တဘကရန်သူနဲ့တိုက်ရရင်တော့ခုတိုင်းပြည်အတွက်အသက်ဆွနဲ့လူစုဆိုပြီးဟီးရိုးတွေပေါ့တော်တော်ဒေါခင်လေးဆွေကဟင်ငါတို့တူရီလေတိုင်ပင်ကြတာခြားလက်ပတ်လင်းနေပါပြီကောဘယ်စီလက်ဆက်တယ်လို့ဘယ်သူကိုသဘောကျရမယ်ပြောမပြတဲ့အောင်ဖြစ်နေပြီမတနန်က ကျမတော့အကြံတစ်ခုရတယ်တော်တော်ဒေါခင်လေးဆွေကစူစမ်းပါအောင်ဤမတနန်က ကျမခုနှစ်နှစ်တမိလောက်တုန်းကရွာထဲကအဖေမင်းကလေးတစုနဲ့တိုးထဲကိုနွားချောင်းလိုက်သွားဘူးတဲ့တိုးထဲမရောက်ဘူးလို့အမစ်စီအခွန့်တောင်းပြီးဒီတနေ့ပဲလက်ခဲ့ဘူးတဲ့တိုးထဲရောက်တော့တစ်ပင်ကြီးအောက်မှာမိရွေဖိုးပြောင်းမှုတွေချိုးကစွန်းဥတွေတူးပြီးဖုတ်စားပြီးတဲ့နောက်သူတို့တွေကပြန်ကန်နီးမို့နွားတွေသွားမောင်းနေတော့တစ်ပင်ကြီးအောက်မှာ ကျမတယောက်ထဲနေရရတယ်အတော်ကလေးကြတော့ဥပ္ပုစင်ကျင်နဲ့အဖိုးကြီးတယောက်ပေါက်လာပြီးပြောင်းမှုနည်းနည်းပြီးပါတောင်းလို့ကျမအင်ယူဖို့ပြောင်းမှုတွေကနှစ်ခုခွဲပြေးလိုက်တယ် အဖိုးကြီးကစုရိပါရီတောင်းပြီးနင့်လက္ခဏာပြစမ်းအဲ့ဒီလိုပြောတယ်ကျမကလက်ပြန့်ပြလို့လက္ခဏာကိုကြည့်ပြီးနင့်ဇာတာက ကြည့်မှကောင်းစားမဲ့ဇာတာပဲငယ်တုန်းကတော့ဒုက္ခအမျိုးမျိုးတွေ့တတ်တယ်သို့တော့ငါတခုပြောခဲ့မယ်မှတ်ထားနော်အဲ့ဒီလိုပြောတယ်ကောင်းပါပြီဖိုးဖိုးကြီးလို့ကျမကပြောတော့အဖိုးကြီးကနင့်အသက်29နှစ်မပြည့်မချင်းလင်းမယူနဲ့နော်ဒီတော့တည်းမှာလင်းကောင်းလဲမရဘူးမြဲလဲမမြဲဘူးအဲ့ဒီလိုပြောသွားတယ် ။ဒီဟာကိုကျမသတိတမရတစ်ချက်ရတစ်ချက်နဲ့အခုမှပဲဘွားကနေပေါ်လာနေတော်တော်။ဒေါခင်လေးဆွေကညစ်တဲ့အခုညစ်တဲ့အခုဘယ်တော့ပါလဲ။မတနန်က26လနေ့3လရှိပြီတော်တော်။ဒေါခင်လေးဆွေကဒါဖြင့်6လလောက်လိုသေးတာပေါ့။မတနန်ကဟုတ်ကဲ့။ဒေါခင်လေးဆွေကလက္ခဏာတို့ဗေဒင်တို့ဆိုတာတွေဟာမှန်ရင်လည်းမှန်တတ်တာပဲဤရဲ့။မတနန်ကဒါဖြင့်ဒီလိုလုပ်ကြဆိုတော်တော် တော်ခင်လေးဆွေကစူစမ်းပါအောင်မဒနန်ကအချင်းကလေကုလားလူတော့တာပဲပြီးတော့စဉ်းစားပြရစီအောင်လို့စပြန်လိုက်ရင်မကောင်းပြီဘူးလားတော်ခင်လေးဆွေကဘေသူစီကိုလေမဒနန်ကနှစ်ယောက်လုံးစီကိုပေါ့တော်ခင်လေးဆွေကသမီးကညာအခါမလင့်စီနဲ့ဆိုတဲ့ဇကားတော့ရှိတာပဲဤရဲ့မဒနန်ကပြီးတော့တစ်ချက်ကလည်းစဉ်းစားပြရရှိသေးတယ်တော်တော်တော်ခင်လေးဆွေကဘာလဲဤ မတဏ္ဏကဖိုးခွေးကိစ္စကတော့တော်တော်ရဲ့ဒေါခင်လေးဆွေကတက်နိုင်ပါဘူးဤဒါကတော့ငါသားလုံးလိုက်တာပေါ့မတဏ္ဏကဒီလောက်လေးပါမလားတော်တော်မပေါ်မှလည်းမဟုတ်ဘူးနော်တင်းနိနိတော့ပေါ်မှပဲပေါ်တော့တဲ့ကာကြတော့ယောက်ျားဆိုတာခက်တယ်တော်တော်ရဲ့သူ့လိမ်ရမလားဆိုပြီးဧကန္တဒေါဖောင်းပြီးသားပဲဒေါခင်လေးဆွေကနို့ဖွင့်ပြပြရင်ကောဤမတဏ္ဏကပြောပြပြန်တော့လေယုံကြည်မှယုံမယ် တကယ်လို့ယုံစီအောင်တော့ရှစ်လတွေဆိုပြီးနောက်ဆုတ်သွားရင်ကျမမကို့အချက်ကိုအလကားဖော်ထုတ်ပြောရရောက်မနေဘူးလားတော်တော်ဒေါခင်လေးဆွေက ဟုတ်ပါရဲ့အီဒါကလည်းတခက်ပေးကိုမဒနန်ကဒီတော့ကလက္ခဏာဖတ်တဲ့အဖိုးကြီးစကားတိုင်းစောင့်ကြည့်ရလေရောက်အောင်စဉ်းစားပြစီအောင်လို့သူတို့နှစ်ယောက်စလုံးကိုစာပြန်လိုက်ရင်မကောင်းဘူးလားဒေါခင်လေးဆွေကအီလီဒီလိုပဲလုပ်ကြပါစို့ တို့ဖြစ်၍မတဏန်သည်လူမော်နှင့်တာမြတ်တို့ထံသို့ဇာတဆောင်စီရေးသားပြန်ကြလျာ၎င်းစာနှဆောင်မှာအမိမြသာကွဲလွဲ၍အတိဗေမှာခတ်စင်စင်တူပေတော့သည်၎င်းစာများတွင်မိမိအပေါ်၌ဤကဲ့သို့နိပရိစေရကြာရှည်စွာဆွေးမြဲသောမြတ်တာထားရှိခြင်းအပြင်မြတ်တာအစင်မှန်ဖြစ်သည်ဟုယုံကြည်စိတ်ချနိုင်သည့်အတွက်ဝန်လဲမြောက်၍ဂုံရောက်ဖွယ်ဖြစ်ပါတော်လဲယခုလောလောဆယ်အိမ်တော်ပြုရန်မသင့်လျော်သေးဟု၍ဘေးရင်တွတ်ဆိုချက်ပါရှိသောကြောင့်အလွန်ဝန်လဲစွာဖြင့်ညင်ပယ်လိုက်ရာကြောင်း အရှိတိုင်းသားများ၏ထုံစံအားဖြင့်ငရွယ်သူများမဟုတ်ကြတော့လဲအိမ်တောင်ပြူခြင်းကိစ္စတွင်အရှိတိုင်းသားများသည်အလင်းလိုလွင်းကြသည်ဟုသဘောရရှိကြောင်းအနောက်တိုင်းသားများဖို့မှအသက်30ဟုသောအရွယ်သည်ယောက်ျားများဖို့ဟိုင်းပြီဟုမဆိုကြပေရာ၎င်းတို့ကမှန်ကန်သည်ဟုမိမိထင်မိကြောင်းသို့သောဤသို့ရေးသားခြင်းအားဖြင့်မိမိအပေါ်၌ပရိညင်ကိပေးထားသည်ဟုမယူဆပဲယောက်ျားဖြစ်သည့်အလျောက်မိမိလိုရှိသောအချိန်တွင်သဘောတိုင်းပြုတ်ခွင့်ရှိသည်ဟု၍နားလည်ပါကြောင်းဟုသောအတိတ်ပဲမျိုးဖော်ပြပါရှိလေသည် ုတ်ကဲ့ပါခင်ဗျာဇာကြီးဆရာဆရာကြီးရွှေဦးတော်ဤမြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း30နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း7မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်တင်ပါခင်ဗျာ